အားလုံးပဲမင်္ဂလာပါ Ivan မြန်မာ Audiobook Channel မှာကြိုကြိုပါရစေကျွန်တော်ကုဖတ်ပြပေးမှာကတော့ Joy Orwell ရဲ့1984ကိုဆ iam ဝင်းပြုံမြင့်မြန်မာပြန်ထားတဲ့1984ဆိုတဲ့စာအုပ်ရဲ့အပိုင်းနဲ့အခန်း၅ကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ဆမ်မီပြောက်သွားသည်မနေ့ရောက်တော့ကအလုပ်တွင်ဆမ်မီမရှိအစဉ်ချင်းနေပါသူတို့ကဆမ်မီကိုမတွေ့ကြောင်းပြောကြတော့လေနောက်တနေ့တွင်မှဆမ်မီအကြောင်းဘယ်သူမှမပြောကြတော့ တတိယမြောက်နေ့တွင်ဝင်းစတန်သည်မတန်းဌာန၏ကြော်ညာတင်ပွန်းကိုကြည့်ရာဟိုရခင်အတိုင်းပါမှ မပြောင်းလဲဟုထင်ရသည်ချစ်ချထားသော အမတ်ရာမရှိ အမည်တစ်ခုသာရော့နေခဲ့သည်ဒီလောက်ဆိုလုံလောက်ပြီဆိုင်မီသည်တရှိခြင်းမှရက်တန်သွားသည်ဘယ်တော့မှမရှိခဲ့ရာသီဥတုပူလာသည်ဝင်းကဘာဌာနကြီးတဲ့၌လေးအေးပေးထားသောပဒင်းမရှိသည့်အခန်းများသည်ပုံမှန်ပူချိန်ကိုထိန်းထားနိုင်တော်လဲစင်းကြံလက်များကခြေတော်မိကျွမ်းတော်မလားအောင်မရသည် ပိုင်လိုက်များမှအနက်အသက်များအော့ဂလီဆန်ခြင်းစရာအမုန်းရက်တဲ့ဘက်အတွက်ကြိုတင်ပြင်ဆင်ခြင်းများအချိန်ကောင်းနေခြင်းဖြစ်သည်ဌာနတိုင်းမှဝန်တန်းများအချိန်မိုလောက်ကြသည်စီတန်းလှည့်လည်ခြင်းတွေ့ဆုံစည်းဝေးခြင်းဆေးပြအခမ်းအနားများလက်ချရိုက်ခြင်းဖျောင်းရုပ်ပြပွဲရုပ်ရှင်တယ်လီဆက်အစီအစဉ်ထုတ်ပြင်ပွဲကြည့်စင်များထူမဲ့ကြသည်ပုံစံများလောက်ကြသည်ဆောင်းပုံများထွင်ကြသည်တခြင်းဆက်ကြသည်ကောလာဟာလာများဖြန့်ချီလေပဲကြသည်တပ်ပုံများအထုလုပ်ကြသည် ဂျူလီယာရဲ့ဝိတုဌာနသည်ဝိတုထုတ်လုပ်ခြင်းကိုစိုင်းထားပြီးလက်ကမ်းစာဆောင်များအတွေ့လိုက်ရိုက်ထုတ်နေသည်။ဝင်းစတန်သည်ပုံမှန်လုပ်များဖြင့်အဖို့ထဆောင်းအနေဖြင့်တိုင်းသတင်းစာကိုပြောင်းလဲပေးနေရသည်။မိန်ကုံးများကိုမွန်းမံပေးနေရသည်။ပစ္စည်းမဲ့များခြေဆက်ကြဖြန့်ကြသောညံ့တဲ့ချိန်တွင်တစ်မျိုးလုံးသည်ထူးထူးခြားခြားစက်ပြံမကြစီကားနေသည်။ဒုံးကြီးများခရိုင်းထက်ပိုကြသည်။အဝေးမှပေါက်ကွဲတန်ကြီးများချိန်ချိန်မီလာတိုင်းဘသူမှရှင်းမပြတဲ့ကောလာဟာလာများသာတော်မီလိုပြက်နေသည်။ အမုံတချင်းဟုခေါ်သောအမုံရက်တဲ့ပက်ဤအဓိကဒိတ်တော်ကိုဆက်ဆူပြေးကြပြီးဖြစ်ပြီးတယ်လီဆက်မှဆင်းဆက်မပြတ်ထုတ်လင်းနေသည်အောင်းကောင်းနေသောရိုင်းဆိုင်ဒိတ်တော်ကိုတချင်းဟုတိတိကျကျသတ်မှတ်ရမယဘုံဒီတန်နေဆင်းဆင်းလူသောအမုံတချင်းသည်ရာချီနေသောစစ်ဖက်နဲ့တံများနှင့်ရောပြီးဟိမ့်ထွက်နေ၍ချက်သိမ့်ထစရာကောင်းနေသည်အခြေခံလူရန်းစားများအကြိုက်တွင်နေသောတချင်းဖြစ်မျောလင်းချက်မရှိတဲ့စိတ်ကူးလေးရဲ့တချင်းကိုလည်းယခုထိလူကြိုက်များစေဤသို့ဖြင့် ညတကောင်တလွဲတိုင်အောင်တခြင်းနဲ့ဘုအပြိုင်ကျဲကြသည်ပါဆိုင်ကလေးများသည်ထိုတခြင်းကိုနေရောညာရောအနာမပေးပဲနားမကန်တောင်စီးကျက်လိုက်ကြသည်ဝင်းစတန်သည်ညနေပိုင်းတွင်အလုပ်ပိုများလာသည်ပါဆိုင်ဥဆောင်မှုဖြင့်အပြိုရန်တက်စိတ်သည်လမ်းကိုပြင်ဆင်ကြသည်နှစ်ဖူးစီးအလံများထူကြသည်ပိုစတာဆွဲကြသည်အိမ်ခေါင်များတွင်အလံလွှင့်သည်တက်ဆွန်ဆန်များတွန်းနှန်းကျိုးတွေပြီးချက်ချာလံစိတ်ဆွဲကြသည် Victory Titan တစ်ခုတည်းသာချက်ချာလံကိုမီတာ၄၀၀ကျော် ချိန်ဆွဲနိုင်ကြောင်းပါဆန်ကြွားလုံးထုတ်သည်ပူဒီကတကြောင်ပင်းမန်းဒီကတကြောင်ပါဆန်အကြောင်းပြချက်များရပြီးညနေပိုင်းတွင်ဘောင်းမီတိုနှင့်ရှမ်းကြီးရင်ခွဲဝတ်သည်နေရာတကာပါလျက်ဖြစ်နေသောပါဆန်လွှတ်တိုက်တန်ရိုက်ဝိုင်းတွန်ဝိုင်းဆွဲလူတိုင်းနှင့်တတော်တော်အဖွဲကြနေသောပါဆန်ရဲဘော်ရဲဘက်စိတ်တည်းတင်သူသူ့ကိုယ်ခန္ဓာမှချင်းဆူးဆူးချွေးနေသည်မကုန်နိုင်မခန့်နိုင်ပံ့ပိုးပေးလျက်ရှိသည်ပိုစတာအစ်တစ်ခုသည်လန်ဒန်တစ်မြို့လုံးတွင်ခွေးလီပြတော်အနှံ့ပေါ်ထွက်ခဲ့ပြီ ပုံညွန့်စာမပါပုံဒီ3လေးမီတာခန့်မြင်သောယူရီရှန်းစစ်ဘလူးတကောင်ဆက်တနက်ကိုကစောင်းတင်ပြီးခြေထလာပုံဖြစ်သည်အရေပြုံးကင်းသောမွန်ဂိုမျက်နှာသည်အေယာမတ်ဘုဖနဲ့ပိုစတာကိုဘယ်တော့ငါပဲကြည့်ကြည့်ပုံထဲမှာတနက်ပြောင်းရသည်တင့်ထန်တဲ့တဲ့ချိန်ထားသည်နေရင်ပေါ်နေရာလက်ဟုသည်မြတ်ကတ်ထားသောထိုပိုစတာသည် အကိုကြီးပိုစတာထက်ပင်အရေအတွက်ပုံများနေသည်တဘာဝတိုင်းစစ်ကိုစိတ်ဝင်စားသောပစ္စည်းမဲ့များသည်မျိုးချစ်စိတ်တဲ့ဟုသောပုံမှန်လို့ဆိုရည်ဖြင့်ဝရုံတုံကအဆွတ်ခံကြပြန်သည် ရေဘူးရစိတ်နေသဘောထားများနဲ့ဟာမိုနီဖြစ်အောင်များလုပ်သလားမသိဒုံးကြီးကြောင့်အသက်ခံတာကြွေပြုံးကြသောလူကြီးခါတိုင်းထက်ပိုများသည်စတက်ပနီမှဇက်ယုံတလုံးဒုံးကြီးထိပ်ပြီးရာချီတော်လူများသည်ဒုံးကြီးတားကောင်ပေါ်ကတဆင်းကြသည်ရက်ွက်လုံးကျော်အတုပါပုတ်ခဲ့ကြရာနိုင်ပေါင်းများစွာသောတရွေ့ရီလူတန်းကြီးကနာကြီးစရာဖြစ်ခဲ့ရသည်နောက်ထပ်ဘုံတလုံးသည်ကစားကွင်းအဖြစ်အသုံးပြုနေသောအမိုက်ပုံထဲသို့ကျခဲ့ပြီးကလေးများဓာစင်ကြီး၍ခေါင်းတစ်ချက်ကိုတစ်ချက်တစားစီဖြစ်ခဲ့သည် ဒေါသဆန္ဒပြပွဲများပေါ်ပေါက်လာသည်ဂိုးစိန်ပုံတို့ရုပ်ထုကိုမိရှို့ကြသည်ယူရီရှန်စစ်သားပုံကိုဆွဲထုတ်ကမိရှို့ကြသည်ဘယုတ်ပြည့်ဖြစ်ပြီးစေးဆိုင်အချို့ဝင်လူခံရသည်ထို့နောက်တွင် ကောလာဟာလတစ်ခုပြန့်လွင်လာသည်ရန်သူစပိုင်များသည်ဒုံးကျည်များကိုဝါယာလက်ဖြင့်ဥတီဆဲလွတ်ကြကြောင်းစပိန်ဟုတန်တရားဝင်ခံရသောအဖိုးကြီးဖွားကြီးလင်များသည်နေအိမ်မီးတင်ရှို့ခြင်းခံရပြီးအသက်ရှူကြရေးတည်ဆုံးခဲ့ကြကြောင်းဂျူလီယန်နှင့်ဝင်စတန်တို့သည်မစ္စတာရာရှင်တန်၏အဟောင်းဆိုင်အပေါ်တံခန့်သို့ မကြာခဏရောက်သည်ပတင်းပေါက်ဖွင့်ပြီးနှစ်ယောက်သားကတင်ပေါ်တူရှင်တွေ့လဲရောက်နေပြန်သည်ပူသောကြောင့်ကိုပေါ်ဝဲမကန်အခန်းထဲသို့ကြွ့မဝင်တော့တော့လဲစပိုးများနှက်ဆပေါ်လာသည်ထိုကိစ္စတိတ်အေးမကြီးညစ်ပတ်သည်ဖြစ်စေတန့်သည်ဖြစ်စေအခန်းသည်နိဗ္ဗာန်ဘုံကလေးသာဖြစ်သည်သူတို့အခန်းထဲရောက်သည်နှင့်မောင်ကိုဈေးမှဝယ်လာသောငွေကောင်းမှုကိုနေရာနှံ့ပြူသည်သူတို့အိပ်ပျော်သွားပြီးပြန်လို့လာခြင်းတွင်စပိုးများလန်းလာပြီးတံပြန်တိုက်ဆက်အတွက်အလုံးရင်ဖြစ်နေကြလေသည် ဇွန်လအတွင်းခုနှစ်ကြိမ်အထိသူတို့တွေ့ဆုံကြသည်နေညာမရွေခြင်းရက်တော့သောဝင်းစတန်သည်အခုအတော့ရက်လိုက်သည်သူဝလာသည်သွေးကြောထုံးတာရောကြသွားပြီးခြေချင်းဝဲအထက်တွင်အညုံရောင်အစင်းချောင်းသာကျင်းသည်မနေ့စောစောချောင်းဆိုးသောယောဂါလည်းပျောက်ပြီးဘဝဤဖြစ်စဉ်သည်ခန္ဓာဘဝရာမရှိသောအခြေအနေမှရက်တန်သွားသည်တယ်လီဆက်ကိုလည်းစိတ်တူမနေအတန်ကုန်အော်ဟစ်ဆဲဆိုခြင်းစိတ်လည်းမရှိယခုတော့သူတွင်ကုန်းခိုစရာနေရာလေးရပြီတခါတရံမှလာတွေ့နိုင်ပြီနိုင်ပိုင်းလေးနေရစီအောင် သူတို့အတွက်ခက်ခဲမနေအဓိကမှာအဟောင်းဆိုင်အပေါ်တခန်းကလေးရှိနေသည်ဟုသောအတိသာဖြစ်ထိုအတိကြောင့်အခန်းလေးထဲရောက်သွားသည်နှင့်မချားပေအခန်းသည် လောကလေးတစ်ခုမြို့သုံးတရဝါများသာရှောက်သွားသောအတိတ်ဟုသည့်အိတ်ကပ်လေးတစ်ခုမစ္စရှာရင်တန်ကိုယ်တိုင်သည်လည်းမြို့သုံးတရဝါဟုဝင်းစတန်အတွေးပေါက်သည်အပေါ်တမတက်ခင်မစ္စရှာရင်တန်နှင့်သူစကားစမိပြောတိုင်းမစ္စရှာရင်တန်သည်စကားပြောပေါ်ရသည့်အတွက်ဝမ်းသာနေဝင်ရသည်အဖိုးကြီးသည်အိမ်ထဲမှအိမ်ပြင်ထွက်ခဲ့သည် ဆိုင်ကိုလာတော့ဖောက်တယ်လည်းမရှိဈေးဆိုင်ခန်းချင်းချင်းမောင်မောင်လေးနဲ့ပိုကျင်းတော်မိဖို့ကြောင့်ကနေတဆီတကောင်လိုရှင်သန်နေထိုင်နေတော့အဖိုးကြီးမိဖို့ကြောင့်တည်းတွင်မယုံကြည်နိုင်စရာတခုရှိသေးသည်ခရာကြီးပါတော့ရှေးအောင်တက်ဆက်တလုံးဖြစ်ခါကလေးကန်ကန်နှာခေါင်းကလေးရှေရှေမြင့်မှန်ထူထူနဲ့ဂဒီပါချက်ကအင်ဂျီဝထားတော့ထိုအဖိုးကြီးသည်ကုံတဲနဲ့မတူပဲစူဆောင်းသူနှင့်ပေါ်တူနေသည်ကျွေဘူးစို့ဆေးချေထားတော့နာရှူစေးဘူးအဖုံးကလေးစပင်ထည့်ထားတော့ကြုတ်ကလေး စာတော်သူစူးစောင်းထားသည့်အမိုက်တရဲ့လေးမြောင်လက်ညှိုးထိုးထိုးနှင့်ပြတတ်သည်အဖိုးကြီးနှင့်စကားပြောရခြင်းသည်တန်ဆောင်ဘူးအဆုတ်ထဲမှဒေါန်တော်တင်နေအတန်ကိုနားဆင်ရသလိုဖြစ်သည်အဖိုးကြီးသည်စာတော်ကပြားတို့များကိုမှတ်ညံထဲမှဆွဲထုတ်တတ်သည်ငမဲလေးများလေးကောင်နှင့်20ဂျိုဂျိုးနမရင်ပုံနီငှက်ကလေးစာတော်ကပြားများကိုဆွဲထုတ်ရွတ်ပြတိုင်းမဝင်စိတ်ဝင်စားမလားမသိဘူးတရိယာလာလို့ဟုအပြုံးလေးဖြင့်စကားခံတတ်သည်တို့တော့အဖိုးကြီးသည် ဘယ်တော့မှကြပြတဲ့ဘလို့မရပဲသုံးလေးချောင်းနဲ့ပြီးတက်လေသည်ဖွင့်မပြောဘဲဝင်းစတန်နဲ့ဂျူလီယာနှစ်ယောက်လုံးတည်နေကြသည်မှာယခုအချိန်နေသည်တာရှိမကန်ဟူ၍တာလာလတန်တော့တည်ခြင်းတရားသည်သူတို့လဲရောက်နေသောမော်ဂနီကတင်ပမာထင်သာမြင်သာနေသည်နှဦးသားရမတ်သွေးစုဘက်ကဖတ်တွယ်ထားညာစင်ချက်ချခံရတော်မူတတဝါသည်နောက်ဆုံးသောဒုက္ခချမ်းသာတလုံးစာလေးကိုအယမိဖဲယူထားသည်နှင့်တူ၏ရန်ကာတော်လည်းဤအခန်းလေးထဲနေနေသည်၍ ဘာဥပတ်မှမကြနိုင်ဘူးထင်မိသည်အခန်းစီခက်ခဲလာသည်လာရသောခရီးအန်ရဲ့ပြွန်းသည်တုတ်တိုင်အခန်းကတော့ဘေးမဲ့နေမည်ဖြစ်နေသည်စက်ကူပြီးဗန်တုံးလေးအတွင်းကဘာကိုဝင်ရရနိုင်သည်အထဲကိုရောက်သားပါကအချိန်ကိုအကျဉ်းချနိုင်မည်ဟုဖန်တုံးကိုဝင်းစတန်ငေးရင်တွေးခဲ့ဘူးသလိုယခုလည်းထိုအတိုင်းလွမြော်ရင်းနေ့လေကြောင့်တော့အိမ်မက်များကိုနှစ်ယောက်လုံးလက်လျှော့လိုက်ကြသည်နှစ်ယောက်စလုံးကြီးကန်ကြမာသည်အကန့်အသတ်မရှိပဲကျန်ဘွားတစ်ယောက်လုံးယခုလိုပဲပုံရှုပ်ွယ်ရှုပ် ဆက်တည်သွားနိုင်ပြီ။သို့မဟုတ်ကက်သရင်တည်လိမ့်မည်။သို့မဟုတ်တိမ်မွေသောနီလန်တစ်ခုဖြင့်ဝက်ဇန်နှင့်ဂျူလီယာတို့လက်ထပ်နိုင်ကြလိမ့်မည်။သို့မဟုတ်နှစ်ယောက်စလုံးမိမိကိုယ်ကိုတည်ချောင်းကျန်နိုင်မည်။သို့မဟုတ်သူတို့နှစ်ဦးစလုံးချီရဖြောက်ပြီးအခြေခံလူရန်းစားများ၏လေအတိုင်းပြောတတ်အောင်ကျင့်မည်။ဆက်ယုံတွင်အလုံးဝင်ပြီးနောက်ဘေးလမ်းကြားတွင်ရှင်းတန်နေထိုင်သွားမည်။စားသောစားသောစိတ်ကူးများအားလုံးအတိတ်ပဲမရှိမဲနှစ်ယောက်လုံးတည်နေသည်။လက်တွေ့တွင်လွတ်လပ်မရှိလက်တွေ့ကြသောတစ်ခုတည်းသောနီလန်မှာမိမိကိုယ်ကိုတည်ချောင်းကျန်ခြင်းဖြစ်သည်။ ထိုအမှုကမူသူတို့လုံးလို့စိတ်မရှိအစုတ်တီရှူစရာလေးရှိနေတဲ့၍ဆက်ကဆက်ကရှူနေ ਉ မီထိုဆန္ဒကိုဘလုံးမှထိန်းချုပ်ရမရသူတို့ဒီလေအနာဂတ်မရှိသည့်ပြစ်စုံပံကိုတရပိတရဆက်လက်စကမ်းသွားကြ ਉ မီတခါတလေတော့လေသူတို့ဒီပါတီပုံကံရန်ဆွေးနွေးကြသေးသည်သို့တော့ပထမဆုံးခြေလမ်းဘယ်ကိုလဲအမည်မသိညီနောင်တားရင်မြောက်ကွင်ရဲ့အမန်တကယ်ရှိသည့်ထောင်းထိုအထက်ဝင်ဖို့မလဲဥပရန်ရဲ့နေဝင်စတန်အကြမ်းမှစံပြတော်ယင်းနီမို့၎င်းဥပရန်ရဲ့ထံတက်တက်ဝင်သွားပြီး ူဒီပါတီရန်သူဖြစ်ကြောင်းပြောင်ပြောင်ပြောကာအိုဘရန်ထံမှအကူအညီတောင်းလို့သောဆန္ဒကို၎င်းဂျူလီယာအာဝင်စတန်ဖွင့်ရမိတော့ကာဂျူလီယာမန်ဩမယူရဲ့ပောက်ကရလို့ဟုဂျူလီယာမထင်ဂျူလီယာဒီလူရင်းမျက်နှာကိုကြည့်ပြီးအကဲဖြက်လေးရှိသည်မျက်လုံးချင်းခဏတစ်ဖြုတ်ခလုတ်တိုက်မိခြင်းအင်အားကြောင့်အိုဘရန်ရန်ကိုယုံကြည်စိတ်ချတဲ့နေဟုယူဆသည်မှာဂျူလီယာအတွက်တဘာဝဆန်နေသည်ထို့ပြင်သူမယုံထားသည်မှာလူရင်းစိတ်နှီးပါသည့်ပါတီကိုထိတ်တခိုးမုန်းနေကြသူများဖြစ် ်ဘေကင်းသည်ဟုထင်လျင်ပါတီဥပဒေများကိုချိုးဖောက်မည်လူကြီးသားဟုယူဆသည်သို့သောဝင်းစတန်ပြောသည့်ပါတီရဲ့ထိုက်ခိုက်အင်အားစုကိုမူရှိသည်ဟုဂျူလီယာမယုံဂိုးစိမ့်ပုံမြင်များနှင့်ဂိုးစိမ့်၏မြောက်ကုံရဲဆိုသည်မှာပါတီကပါတီအကျိုးထက်ထွင်ထားသောကိုကလည်းယုံကြည်ဟန်ဆောင်ပေးရသောတော်ရဲမဲ့ဘွဲ့အမိုက်တရက်များဟုသာဂျူလီယာယူဆသည်ဂျူလီယာဝင်နှဲခဲ့သောလူလူဆန္ဒပြပွဲများပါတီလုံးစော်စီယုံဝေးပွဲများမှာရေတွက်ရေပင်မကုန် ကိုယ်တိုင်မကြဘူးသောပုဂ္ဂိုလ်များ၏အမိကိုအတန်ကုန်အော်ဟစ်ပြီးတက်ဖို့တောင်းဆိုခဲ့သည်ထိုပုဂ္ဂိုလ်များကျူးလွန်ခဲ့သည်ဆိုသောပြစ်မှုကိုလည်းနည်းနည်းလေးမှမယုံခဲ့လူမှုတရားစီရင်ပွဲများ၌ဂျူလီယာသည်လူငယ်တင်းနှင့်ခက်ခွာမှနေသည်တရားရုံးကိုလူငယ်တင်းကမနက်မိုးလေးမှညမိုးချုပ်ထိဝိုင်းထားပြီးတစ္ဆာဖောက်တွေတက်တက်ဟုညာတန်ပေးကြွေးကြော်ကြသည်နှမင်းနှင့်အမုန်းတွင်လည်းဂိုးစတိန်ကိုဆဲရည်သည့်နေရာတွင်ဂျူလီယာအကဲဆုံးအသေးဆုံးတို့တိုင်ဂိုးစတိန်ဆိုသည်ကိုရောဂိုးစတိန်အယူဝါဒဆိုသည်ကိုရော ဂျူလီယာရေးကလေးပဲမသိတော်လန်ဤခေတ်ကြီးပင်လန်ရသူဂျူလီယာဒီ50တန်းနဲ့60တန်းတို့ဤတဘောတရားတိုက်ပွဲကိုမှတ်မိဖို့ရငယ်လုံးနေခဲ့သည်ထို့သောသောနှောင်ဖွဲ့ကင်းသည့်နိုင်ငံရေးလှုပ်ရှားမှုဟုသည်ဂျူလီယာစဉ်းစားနိုင်စွမ်းအပေါင်းကိုကြော်လန်နေသည်မိတို့ဆိုစီပါတီကိုချိန်မုံရင်မရပါတီသည်ထာဝရတည်တက်နေပြီဘယ်တော့မှပြောင်းလဲမသွားပါတီကိုအာခံခြင်းလင်းပါတီဥပဒေသားများကိုကိုယ်ပ다가ကိုတိတိကလေးဖျောက်ဖျက်ရုံရှိသည် အဆုံးစွန်အနေဖြင့်တကူတော်လူသက်ချင်းဖောက်ခွဲချင်းတို့လောက်သာလုံနိုင်သည်အချို့နေရာများတွင်ဂျူလီယာတွေးပုံမှာဝင်းစတန်ထက်ပိုထက်သည်ပါတီဝါရဖြစ်မှုကိုသူမှသည်ဝင်းစတန်လောက်လွယ်လွယ်မယုံယူရီရှားကြောင့်စကားဆက်မြင်ဂျူလီယာပြောဝင်းစတန်အန်အားကြီးတင့်ခဲ့ရဖူးသည်ဂျူလီယာမြင်တွင်စစ်သည်ဖြစ်မနေလန်ဒန်မြို့ပေါ်နေစဉ်နေတိုင်းမှန်မှန်ကြနေသောဒုံးကြီးများသည်အိုရှင်နီယာကသူ့ဘာသာပြစ်နေခြင်းဖြစ်နိုင်သည်လူတွေကြောက်ပြီးငြိမ်သွားအောင်ဟုဂျူလီယာပြောသည် ထိုအတွေ့မျိုးဝင်းစတန်တကားမှမပေါ်ဘူးကေဂျူလီယာပြောကြောင့်ဝင်းစတန်စိတ်ထဲကြလိကြလိနဲ့မနာလိုလဲဖြစ်ခဲ့ရသည်နမိနဲ့မုန်းရင်သူမအတွက်အခက်ဆုံးမှာဝလုံးခွဲရည်ပြခြင်းစိတ်ကိုမနေကြီးအောင်းဤထားခြင်းဖြစ်လေသည်ကိုပိုင်ဘောကပေါ်ပတ်သက်မှုရှိလာပြီဆိုမှပါတီတင်ကြမှုကိုဂျူလီယာမေးခွန်းထုတ်သည်များသောအားဖြင့်ရုံးတဲ့တနာရီများကိုဂျူလီယာလက်ခံဖို့အသင့်ဖြစ်နေသည်အမှန်နဲ့အမှားဤခြားနာမှုသည်ဘာမှအရေးမကြီးသည့်ဖြင့်ဘာပဲဖြစ်ဖြစ်လက်ခံလဲယုံတာရှိသည်ဥပမာကြောင်းနေတင်ခဲ့ရသည့်အတိုင်း ပါတီတီလင်းမြောင်ကိုဒီထွင်ခဲ့သည်ဟုဂျူလီယာယုံသည်ဝင်းစတန်တို့တုန်းကမူပါတီတီရဟန်းရင်ကိုဒီထွင်ခဲ့သည်ဟုသင်ကြားပေးခြင်းခံခဲ့ရသည်ဂျူလီယာကြောင်းတဲ့ချိန်နောက်နှစ်ပေါင်းတရာစဉ်ခန့်အကြာတွင်ရဟန်းရင်မသည်လင်းပြန်ဖြစ်သွားသည်နောက်လာပြီးမျိုးဆက်တွင်ရင်းနှွေးခွင့်အင်ဂျင်ပြုံးမည်သူမမွေးခင်ဒေါ်လာရင်းမတိုင်ပင်ကနေကလင်းပြန်ရှိနေနေပြီဖြစ်ကြောင်းဂျူလီယာအားသူပြောပြတော့ခါဂျူလီယာစိတ်ဝင်စားလင်းပြန်ဘသူထွင်တွင်ပါရေးလေဝင်းစတန်ပူအံဝဲရသည်မှာ လွန်ခဲ့သောလေးနှစ်ကကိစ္စကိုပင်ဂျူလီယာမမတ်မိတော်ချင်းဖြစ်လွန်ခဲ့သောလေးနှစ်ကဝက်စတန်တို့အိုရှန်နီးယားတီအစ္စရာရှားနဲ့ဆစ်ဖြစ်နေခဲ့ပြီးယူရေးရှားနဲ့ငြိမ်းချမ်းရနေခဲ့သည်စစ်ကိုအရေးကြုံစစ်ကြီးဟုဂျူလီယာသတ်မှတ်ထားသည်မှာမှန်သည်တို့ရရင်ရန်သူနိုင်ငံကြီးတစ်ခုလုံးလုံးအမိပြောင်းလဲသွားသည်ကိုဂျူလီယာသတိထားမိပုံမရယူရေးရှားနဲ့အမြဲတမ်းဆစ်ဖြစ်နေခဲ့တာမဟုတ်ဘူးလားဟုဂျူလီယာခေါ်ဝါပြောသည်ဝက်စတန်နဲ့နဲ့ရောခြောက်ချခဲ့ရသည်လင်းမြန်တီထွင်သောခုနှစ်သည်ပဝေတနီကကိစ္စ စစ်ကြီးတစ်ခုလုံးလုံးဟိုကုံဒီကုံဖြစ်သွားသည်ကလေးနှစ်သာရှိသေးသောကိစ္စဝင်းစတန်ဒီဂျူလီယာနဲ့15မိနစ်ခန့်ညင်းခုန်ခဲ့ရပြီးနောက်ဆုံးတွင်သူမဝိုးရဝါဒအဆပေါ်မိအောင်လုံနိုင်ခဲ့သည်သို့တော်ထိုကိစ္စများကဂျူလီယာအတွက်အရေးကြီးခွင့်ချက်ဖြစ်မလားဘသူကအရေးလုံးနေလို့လဲစစ်ကတပွဲပြီးတပွဲဖြစ်နေရပြီးတော့သတင်းမှန်သမျှအလိန်ကြီးပဲဆိုတာလူတိုင်းသိတယ်ဟုဂျူလီယာဆိုသည်ရန်ကာရင်မှတ်တမ်းထဏာရဲသူကျူးလွန်ခဲ့သည့်တိတ်ခါမဲ့အတုပြုလို့ရင်ကိစ္စများအကြောင်း ဂျူလီယာကိုပြောပြဖြစ်သည်ဂျူလီယာလက်မတော်ဂျုံအင်ရဆန်ရူဒါဖုန်နဲ့တချင်တော့ကသူ့လက်ချောင်းနေကြတယ်ခဏတပြုတ်ကင်ထားခဲ့ဘူးသည်ဆောက်ရပိုင်းကြောင်းလဲသူပြောပြသည်ဂျူလီယာသိစိတ်ဝင်စားဆက်စားခြင်းတွင်ဂျူလီယာသည်ထိုဇလန်း၏အဓိကအချက်ကိုဖမ်းမမိသူတို့ကရှင်းမိတ်ဆွေလားမဟုတ်ဘူးကိုနဲ့ဘယ်တော့မှမသိခဲ့ဘူးသူတို့ကဗဟုပါတီဝင်နေပြီးတော့သူတို့ကကိုယ့်ထက်အများကြီးဝါကြီးတယ်တော်လိုင်းမတက်ခင်ခေတ်ကလူတွေပေါ့ကွာမြင်ုံနဲ့တော့သူတို့ကိုကိုမသိဘူး ဒါဆိုလည်းဘာပူစရာလိုလဲတစ်ချိန်လုံးလူတွေအသက်ခံနေရတာပဲဟာမဟုတ်ဘူးလားဂျူလီယာနားလည်အောင်ဝန်ဆန်ကြိုးစားပြီဒါဘာနဲ့မှမတူဘူးသိထူးကြတဲ့ကိစ္စဒါအသက်ခံရတဲ့လူတွေအတွက်မေကွန်းထုတ်တာမဟုတ်ဘူးဂျူလီယာသိလားအတိတ်ဟာ မနေ့ကနေစတဲ့အတိတ်ဟာတိတိကျကျကိုဖျက်သိမ်းခံနေရတယ်အတိတ်တရှိသေးတယ်ဆိုရင်တော့အဲ့ဒီအတိတ်ဟာခက်မမာရဝတ္ထုမျိုးလောက်ပဲရှိတော့တယ်စာတန်းတွေဘာတွေဘာမှမပါဘူးဒီလိုဖန်တုံးမျိုး ဒေါ်လန်ရေးကိုရောဒေါ်လန်ရေးမတန်ခင်ခက်ကိုရောကိုတို့ဘာမှမသိဘူးမှတ်တမ်းမှတ်ရတဲ့အဖြစ်ရှိခံရတယ်အတုလုတ်ခံရတယ်စာအုပ်တိုင်းဟာပြန်ရေးထားတာကြီးပဲပုံတိုင်းဟာပြန်ဆွဲထားတာကြီးပဲရုပ်ထုတွေလမ်းတွေအဆောက်အဦတွေအားလုံးနဲ့ပဲပြောင်းထားကြတာကြီးပဲအချက်လက်တိုင်းကိုပြောင်းထားတယ်ဒီဖြစ်စဉ်ဟာနေတိုင်းနေတိုင်းမိနစ်တိုင်းမိနစ်တိုင်းဖြစ်နေတဲ့ကိစ္စတမိုင်းဟာရက်တန်သွားပြီအစုံမရှိတဲ့ပြစ်ဆုတ်ပံကလွင်ဘာမှမရှိဘူးပါတီကအမြင့်မှန်နေဆိုတဲ့ပြစ်ဆုတ်ပံပေါ့အတိတ်ကိုအတုလုတ်ထားတယ်ဆိုတာကိုသိတယ် ိုင်မဲ့တက်တည်ပြဆိုမပြတတ်ဘူးအတူလို့တဲ့ကိစ္စကိုကိုယ်တိုင်လုပ်နေတာတော့ဒါကိုတက်တည်မပြနိုင်ဘူးတက်တည်မှမကြံ့တာတခုတည်းသောတက်တည်ကကိုယ်စိတ်ထဲမှာပဲရှိတယ်မှတ်ညံဆိုတာကိုတခြားလူသားတွေစီဝေစုခွဲပေးလို့ရတယ်လားကိုတိချာမသိဘူးကိုဘွားတစ်ချောင်းလုံးမှာအဲ့ဒီတုန်းကတခါဆိုတခါပဲတကယ့်ခိုင်မာတဲ့တက်တည်ကိုလက်ထဲကန်ခဲ့ဘူးလားအဲ့ဒီတော့ဘာများကောင်းကျိုးရှိလဲဘာမှကောင်းကျိုးမရှိဘူးကိုကခဏလေးကန်ပြီးလွတ်ပြစ်လိုက်တာကို ဒီနေ့မှသာဒီအဖြစ်မျိုးကြုံရရင်အဲ့တက်တွေကိုကိုသိမ်းထားမယ်မပြစ်ဘူးကျမကတော့မသိမ်းဘူးကျမစွန်စားဖို့ဆိုရင်အသက်မယ်ဒါပေမဲ့လောက်ရကျိုးနှက်မှာအဟောင်းအမြင်တည်င်းစာပိုင်းလေးအတွက်မဟုတ်ဘူးအဲ့ဒါလေးသိမ်းထားနိုင်တဲ့ထောင်းဘာလို့နိုင်မှာမို့လဲဘာမှမလုပ်နိုင်ဘူးဒါပေမဲ့ဒါအသက်တွေဒါတို့သူများကိုပြရဲမလားဆိုပြီးတန်တရားတွေဝင်လာမယ်ဒီတသက်မှာတော့ကိုတို့ဘာကိုမှပြောင်းလဲနိုင်မှာမဟုတ်ဘူးဒါပေမဲ့ကိုတွေးနိုင်တာရှိတယ်ဒီလိုအဖို့အထုံးလေးတွေဟိုနားကပွက်လိုက်ဒီနားကပွက်လိုက်ဆိုတော့ လူတချို့အုပ်စုလေးတွေဖြစ်လာမယ်အုပ်စုကတဖြည်းဖြည်းကြီးထွားလာမယ်ဒီတော့မှကိုတို့ထားရခဲ့တာမျိုးဆက်တစ်ကဆက်တည်သွားမယ်မျိုးဆက်တစ်ကိုကျွန်မစိတ်ဝင်စားဘူးကျွန်မဥတော်ပဲစိတ်ဝင်စားတယ်ပါတီအဝါဒါများရဲခတ်မှုကိုဂျူလီယာစိုးစင်းများစိတ်ဝင်စားအင်စော့ဤဥပဒေတာများနှစ်ထက်ခွန်းတွေးအတိတ်ကိုပြောင်းလဲနိုင်စွမ်းအရှိရှိတိုင်းဖြစ်နေသောအမှန်တရားကိုညင်းဆိုခြင်းခက်တဲ့အပြောသုံးဆွဲစသည်တို့ကိုဝင်းစတန်တရားဟောလင်ဂျူလီယာဟိုလိုလိုဒီလိုလိုနဲ့ညင်းငွေနေတတ်သည် ထိုအရာများကိုလုံးဝဂရုမစိုက်ကြောင်းစင်ကြေကန်သည်အားလုံးအမိုက်တွေဖြစ်မှန်းသိနေမှာတော့ဘာများအလေးထားနေရအောင်မြင်နေဘယ်တော့အားပေးရမလဲဘယ်တော့ရှုံ့ချမလဲဂျူလီယာတည်တည်လူတယောက်လိုအပ်ဒီမှာဒါပဲဖြစ်ဝင်းချန်ကမပြီးသေးပဲဆက်ပြောရင်ဂျူလီယာအိပ်ပျော်သွားသည်ဘလို့အချင်းနေမျိုးနဲ့မစိုးအချင်းမျိုးအိပ်ပျော်သွားနိုင်သူများတဲ့ဂျူလီယာတယောက်အပါဝင်ဖြစ်သည်ဂျူလီယာကိုပြောပြနေရင်မှဝင်းစတန်သိလာရသည်မှာရှေးဟိုးဆဲဝါဒဆိုဒီကိုမိမိကဘာမှမသိပဲရင်းဤသဘောတဘာဝကိုတင်ပြဖို့အင်မတန်လွယ်ကူနေသည် နားလည်နိုင်စွမ်းမရှိသည့်လူများပေါ်ပါတီကကပအမြင်များသွတ်သွင်းလျင်အောင်မြင်ဆုံးဖြစ်နေသည်အမှန်တရားကိုပြောင်းအချာဆုံးချုပ်ဖောက်မှုထိုကိစ္စကိုထိုးထိုးသောနားလည်နိုင်စွမ်းမဲ့လူများလက်သင့်ခံနိုင်အောင်ပါတီကတက်နိုင်စွမ်းသည်အကြောင်းမှာထိုးနားလည်နိုင်စွမ်းမဲ့လူများသည်သူတို့ထံမှပြန်တောင်းသောအေယာမပြစ်မှုကိုဘယ်တော့မှသဘောပေါက်ကြဘာတွေဖြစ်နေတယ်လဲသိရအောင်လဲပြည်သူရေးရများကိုပြည်ပြည်ဝစိတ်ဝင်စားဘာမှမသိတော့ကြောင့်စိတ်ကလည်းမှန်နေသည်အရာရာကိုဒီအတိုင်းမျိုးချထားကြသည် မျိုးကြထားသောအရာများကသူတို့ကိုဒုက္ခမပေးဒုက္ခမပေးခြင်းမှာအကျဉ်းချံမရှိသောကြောင့်ဖြစ်ငှက်ကလေး၏အစာချေလမ်းကြောင်းတစ်လျှောက်မကြစ်ပြက်ဖဲရှိနေသည့်ပြောင်းစေပမာတည်းအပိုင်းနှင့်အခန်းချောက်ညှော်လင်းခဲ့ရသောမှာစကားသည်နောက်ဆုံးတွင်ဆက်ရောက်လာခဲ့ပြီတဘောအလုံးဆောင်စားခဲ့ရသလိုဝင်းစတန်ထင်မိသည်ဌာန၏ရှီလီယာသောကော်ရီဂျာပေါ်လျှောက်လာခြင်းဂျူလီယာခလုတ်တိုက်ချော်လင်းရန်ကြောင်းပြီး သူ့လက်ထဲစာထည့်ထားခဲ့သောနေရာတို့ရောက်ခံဤတွင်ဝက်စတန်သည်သူ့နောက်မှလူထွားကြီးတူလိုက်လာသည်ကိုတရိပ်ထားမိလိုက်သည်ထိုလူချောင်းအံတန်ပေးသည်စကားပြောလို့ကြီးခြေစင်းဖြစ်ကြောင်းထင်ရှားနေသည်ဥပရိုင်းယံနောက်ဆုံးတွင်သူတို့နှစ်ဦးမျက်နှာချင်းဆိုင်ဆုံတွေ့ကြပြီဝက်စတန်ဤတစ်ခုတည်းသောလုံခြုံမှုမှာထွက်ပြေးလိုခြင်းဖြစ်သည်သူနှလုံးကတရကြမ်းခုန်နေသည်စကားမပြောနိုင်မှဆွေးရသည်ဥပရိုင်းယံကတော့သူ့စီလျှောက်လာနေပြီသူ့လက်မောင်းကိုခင်းမင်းမင်းလာကင်ပြီးနှစ်ယောက်သားဘေးချင်းရှင်သာဆက်လျှောက်လာခြင်း ်အိုဘရန်ယန်ကယဉ်ကျေးကျေးစကားချပြောသည်ထိုယဉ်ကျေးဖွယ်ရာမူရာသည်အိုဘရန်ယန်အားအခြားဗဟိုပါတီဝင်များနှင့်ကွဲပြားခြားနားစေခြင်းဖြစ်သည်ခမားနှင့်စကားပြောဖို့အခွင့်အရေးကိုမျှော်နေတာဗျတလောအတိုင်းသတင်းစာတွေခမားရေးတဲ့စောင်းပါဖက်လိုက်ရသေးတယ်ခစ်တစ်ဘာသာစကားကိုခမားပညာရှင်ရှုထောင့်ကနေစိတ်ဝင်စားနေပြီပေါ့ဝင်းစတန်စောစောတုန်းကလောက်ကတော့ငြိမ်မဖြစ်တော့ပညာရှင်ရှုထောင့်အနေနဲ့တော့မဟုတ်ပါဘူးအပျော်တန်းလောက်ပါဒါကျွန်တော်နယ်ပယ်မဟုတ်ဘူးလေဘာသာစကားတိကျမှုကကျွန်တော်နဲ့ဘာမှမပတ်သက်ဘူး ဒါမှမဲ့ခမရေးပုံကတော့တကယ်အခမ်းပြဒါကြုတ်တယောက်တည်းအမြင်မဟုတ်သေးဘူးခမမိတ်ဆွေတယောက်နဲ့အောင်စကားပြောဖြစ်သေးတယ်ဘာသာစကားပညာရှင်ပါပဲသူ့နာမည်ကူလေးတွေမိတ်သွားလို့ဝင်းစံစိတ်ထဲမကောင်းဆမ်မီတီတည်သွားရုံတည်းမဟုတ်ချက်သိမ်းခံလိုက်ရခြင်းပုံကောမရှိဖြစ်သွားခြင်းဆမ်မီကိုရင်ညွှန်ပြီးပြောဆိုသည်များသည်တိတ်လောက်သောအန္တရာယ်ဖြစ်သည်ဥပဒေရန်ဤမှတ်ချက်သည်အချက်ပြလိုခြင်းလျှို့ဝှက်တင်ကေတပို့လိုခြင်းဖြစ်နိုင်ပါသည်မနောကံရာဆွေးမှုကိုမျှဝေခြင်းဖြင့်နှုတ်ဆုံးကြံ့ပါဖြစ်အောင်လုပ်ခြင်းပင်ဖြစ်သည် ကရီတာဘော်နှုတ်ဦးသားလမ်းဖြည်းဖြည်းလျှောက်ကြရင်းလမ်းကွက်လက်တွင်ဥပဒေရက်သည်သူ၏ကနဝင်ဆန်သောမူပိုင်ဟန်အတိုင်းမျက်မှန်ကိုနှာရုပ်ပေါ်တွန့်တင်သည်ကျုပ်ပြောချင်တာခမရဲ့ဆောင်းပါးထဲမှာကျုပ်တတိထားမိတာရှိတယ်ခေကုံသွားတယ်ဝါဒါနှလုံးပါနေတာခေကုံသွားတာကတော့ဂူလေးတွေမှာဖြစ်တာတသမအကျဉ်းတီးဖြတ်ထားတဲ့ခက်တဲ့ပြီးတောင်ကြည်ပြပြီးတာဟမ်မထွက်သေးဘူးထင်လို့မတန်းထန်တာထဲမှာနဝမအပြီးတယ်မဲ့တုံးနေပါတယ်ဝင်းရှန်ဖြေးပေးသည် ဓာတ်သမားထွက်ဖို့လိုသေးတယ်ဒါပေမဲ့ကော်ပီတချို့ဖြန့်နေပြီကျုပ်မှာကော်ပီတအုပ်ရှိတယ်ကြည့်ချင်မလားမသိဘူးဘယ်ကိုဥတီမဲဝင်းစတန်ချက်ချင်းမြင်လိုက်ဒီဟာကြည့်ချင်တာပေါ့ဗျာစလုံးသစ်တွေကတော်တော်ပညာသားပါတယ်ရှော့ချတဲ့စလုံးတွေကကရိယာတွေခင်ဗျားတို့သဘောကျမှာဗျဆိုတော့ကလွတ်လွတ်ပြီးခင်ဗျားစီစာအုပ်ပို့ရမလားဒါပေမဲ့ကျုပ်ကလည်းအမြင့်မေ့နေတော့အစဉ်ပြေတနေ့လောက်အိမ်ကိုလာခဲ့ပါလားနေုံလိမ့်စာပေးဦးမယ်တယ်လီဆက်ရှိတွင်ဝင်းစတန်တို့ရက်နေခြင်းဖြစ်သည် ဩဘရန်ရန်ကတော့အမှုမဲ့မဲ့ပဲ။အိမ်နှလုံးနဲ့လက်နဲ့ရှာပြီးတေဖုံမှတ်စုချောင်းနဲ့ရွှေအစ်စ်မင်းဆိုခဲ့တဲ့တချောင်းထုတ်သည်။လက်ချာရေးဆက်ရွက်ဆွဲဆိုပြီးဝင်းစတန်ထံကမ်းပေးသည်။တယ်လီဆက်အောက်တက်တဲ့မှထိုအနေထားသည်ဩဘရန်ရေးတော့စာကိုတယ်လီဆက်ကကောင်းကောင်းဖတ်နိုင်သည်။ကျုပ်ကညနေပိုင်းဆိုအိမ်မြဲတယ်။ကျုပ်မရှိတဲ့အချိန်ကဆောက်ယူပေးပါလိမ့်မယ်။ပြောပြီးဩဘရန်ထွက်ခွာသွားသည်။လက်ချာဆက်ရွက်ပိုင်းလေးကိုကမ်းပြီးဝင်းစတန်ကြံရစ်သည်။ဒီဒီချိန်တွင်မတော့ဆက်ရွက်ကိုဝှက်ဆံမလို့ ဆရာဘော်ရေးထားသောလိပ်စာကိုမှတ်မိအောင်လုပ်ပြီးတင်မကြခင်အခြားဆရာတွေများနဲ့တူမှတ်ဉာဏ်တွင်နေပြစ်ချခဲ့သည်သူတို့စကားပြောချင်အများဆုံးရှိလာ2မိနစ်သာဇက်ကွက်တစ်ခုဖြစ်နိုင်ပါမလားဟုထင်စရာရှိသည်ဝင်းစတန်အားအိုဘရန်ယန်၏လိပ်စာပေးတည်လိုက်ခြင်းထို့လို့ရဲ့လိုအပ်သည်အကြောင်းမှာလူတစ်ယောက်၏နေရာလိပ်စာကိုတည့်ရုံစံဖို့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘလို့အမျိုးအစားအတွက်မှလမ်းညွှန်စာအုပ်မရှိချေအိုဘရန်ယန်သူ့ကိုပြောခဲ့သည်မှာငါ့ကိုတွေ့ခြင်းတွေ့နိုင်တဲ့နေရာကဒီမှာ အပိဒံစာအုပ်ထဲသတင်းတစ်ခုခုပင်ဝတ်ထားနိုင်သည်မိတို့ဆိုစေသူအိမ်မက်မက်ခဲ့သောနှစ်ဦးပူပေါင်းကြံစီမှုသည်ဧကန်ရှိနေပြီအဆက်နောက်သူယခုရောက်နေပြီသူတိနေသည်မှာအနည်းနဲ့အမြဲဆိုသလိုဥပရံရင်စင်ခုံမှုသူနာခံရတော့မည်မနေ့ပြန်လည်းဖြစ်နိုင်သည်အကြကြီးလည်းစောင့်ရနိုင်သည်မသေးကြလွန်လေပြီးသောနှစ်များကလေးကဖြစ်တည်ခဲ့သောဖြစ်စဉ်ဤလှုပ်ဆောင်မှုအပိုင်းကိုရောက်လာခဲ့ခြင်းပင်ပထမခြေလန်းသည်လျှို့ဝှက်သို့ဒိတ်သောစိတ်အတွေ့ဒုတိယခြေလန်းသည်တရားကြီးဖွင့်ခြင်း အတွေ့အများကိုစလုံးဖြစ်ပြောင်းလဲခဲ့တော်သူယခုမှစလုံးမှလုပ်ရဖြစ်ပြောင်းလဲရတော်မူနောက်ဆုံးခြေလှမ်းသည်မြစ်တာဝန်ကြီးဌာနတွင်ဖြစ်ပေါ်လိမ့်မည်ထို့ဖြစ်ကိုသူလက်ခံသည်ဤကုန်းသည်ဤတန်းတဲပါဝင်ပြီးဖြစ်ကြောက်စရာကောင်းသည်ပိုးပြီးတိတိကျကျပြောရရင်မရဏကိုမြည်ဆန်းခြင်းမတည်မရှင်ဖြစ်ရခြင်းဥပရယံနှင့်စကားပြောဆိုနေစမှာပင်စကလုံးများ၏အတိတ်ပဲစိတ်ဝင်ပြန့်နှံ့လာသည်နှင့်သူတကိုယ်လုံးချက်သိမ်းထလာခဲ့ပုံမှာတင်းချမ်းခွေဆွဆူထိုင်းမဲ့မှုတဲ့ချစ်တလန်းချလိုက်ရသည်နှင့်ရှိသည် ဘယ်တော့မှလည်းစိတ်သက်သာရမရခဲ့အเจ้าမှာသူ့အထက်မြေချင်းအတင့်တူထားပြီးဖြစ်ဒီကိုသူ့အမြဲတမ်းသိနေခဲ့သည်အပိုင်းနဲ့အခန်းချောက်ပြပါပြီနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာအခုလိုဆောင်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သားဖို့ဖိတ်ခေါ်ချင်ပါတယ်မကြခင်မှာနောက်တစ်ပိုင်းတင်ပေးပါမယ်ခင်ဗျာ